ကဘာဖလားကိုစုခူးသွားဖို့အလားအလာရှိနေတဲ့အသင်းစေတင်2026ခုနှစ် FIFA ကဘာဖလားပွဲကို American, Mexico နဲ့ Canada သုံးနိုင်ငံပူးတွဲလက်ခံကျင်းပမှာဖြစ်ပြီးတော့ပါဝင်ရှင်များမဲ့အသင်း48တင်ဒီတိုးချက်ထားပါလိမ့်ဒီတဲကမှကဘာချန်ပီယံအာဂျင်တီးနားပါဝင်နိုင်ငံပေါင်း52နိုင်ငံကခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်ပါလိမ့်ဒီကနေ့မှာတော့လက်ရှိခြေစွမ်းနဲ့သမိုင်းကြောင်းအရပိုဆွဲဖို့ရည်ပန်းစားနေတဲ့အသင်းစေတင်ကိုဖော်ပြပေးလိုက်ပါလိမ့်နံပါတ်10 Norway နော်ဝေးကခြေစစ်ပွဲမှာအီတလီလိုအသင်းကြီးကိုအင်ကွင်း 3C နဲ့ ဝေကွင်း41အနိုင်ရရှိပြီးတော့ရှစ်ပွဲစလုံးအနိုင်ရကအာသင်ဖွဲ့ခြေစွမ်းပြခဲ့ပါတယ်။အာလီယာလန်ဥဆောင်တဲ့အတိုင်းစစ်ပိုင်းဟာ38ဂိုးသွင်းယူခဲ့ပြီးတော့1998ခုနှစ်နောက်ပိုင်းပြမဆုံးချိန်ကဘာပလားကိုပြန်လာတဲ့နော်ဝေကဟာလန်ရဲ့ဥဆောင်မှုနဲ့အတူပြိုင်ပွဲမှာအဆင်ပြေထိသွားနိုင်ခြေရှိနေပါတယ်။နံပါတ်6ဥရုဂွေးကဘာပလားစတင်ကျင်းပစဉ်ကအင်ရှင်နဲ့ပထမဆုံးဘိုဆွဲသူဥရုဂွေးကအမြဲတမ်းခက်ခဲတဲ့ပြိုင်ပွဲဖြစ်သမခံထားရပါတယ်။နီဗျာမာဆီလိုပီယေဆာရဲ့ဥဆောင်မှုအောက်မှာဘရာဇီးနဲ့အာဂျင်တီးနားတို့ကိုနိုင်ယူပြီးတော့ ခြေစီပွဲစရာမှာဒုထနေရာရရှိခဲ့ပါတယ်။နံပါတ်၈ဂျာမနီဥရောပဖလားမာတို့က Florian Wolfs နဲ့ German Musiala တို့ခြေစွမ်းကောင်းမှုတွေကြောင့်ဂျာမနီကပြန်လည်နလန်ထူလာခဲ့လို့ထင်ခဲ့ရပါတယ်။ဒါပေမဲ့ Nation League ရှုံးပွဲတွေကမ္ဘာပလားခြေစီပွဲစမှာ Slovakia ကိုရှုံးနေခဲ့တာတွေက Julian Nagelsmann အတွက်စိန်ခေါ်မှုတွေရှိနေသေးကြောင်းပြသနေပါတယ်။နံပါတ်၁ Netherlands နယ်သာလန်တင်းကိုကမ္ဘာပလားတိုင်းမှာထိပ်တန်းပြိုင်ပွဲအသင်းဖြစ်အများကသတ်မှတ်လေးရှိကြပါတယ်။နီဘီယာရော်နယ်ကူမန်လက်အောက်မှာခြေစစ်ပွဲ6ပွဲနိုင်2ပွဲတည်းရခဲ့ပြီးတော့ မော်တာကို AC နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။နံပါတ်6ဘရာဇီးလ်ဘရာဇီးကခြေစစ်ပွဲမှာအနိုင်10ပွဲအရှုံး6ပွဲနဲ့ပြင်းစမနေရာမှာသာရရှိခဲ့ပေမယ့်ကဘာဘလာကိုခြေစစ်တော့အောင်မြင်ခဲ့ပါတယ်။ဘရာဇီးနေနဲ့ကာလိုအန်ဆယ်လော်တီကိုနီးပြခန့်လိုက်တော့အောင်မြင်မှုကိုတသက်ပြပြီးသားနီးပြတူရလိုက်တာပါပဲ။ရီယယ်မက်ဒရစ်ကစားမတွေဖြစ်တဲ့ဗီနီရှီယျဂျူနီယာနဲ့ရော်ဒီဂိုရိုနဲ့အန်ဆယ်လော်တီရဲ့ခိုင်မာတဲ့ဆက်ဆံရေးဟာဘရာဇီးအတွက်အကျိုးများစေနိုင်ပါတယ်။နံပါတ်5ပေါ်တူဂီအသက်40ရွယ်ခရစ်စတီယာနိုရော်နယ်ဒိုကသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားပွဲကိုအနိုင်ရကျင်နေပါတယ်။ ရော်ဘတ်တိုမာတီနက်စ်ရဲ့ပေါ်တူဂီကကမ္ဘာစစ်မီကစားမှအပြည့်စုံနဲ့စုဖွဲ့ထားတဲ့အသင်းဖြစ်ပြီးအာမေးနီးယားကိုဂိုးဂိုးသွင်းခဲ့တဲ့ခြေစစ်ပွဲအပါအဝင်ခြေစွမ်းကောင်းကောင်းပြခဲ့တာဖြစ်ပါတယ်။နံပါတ်4အာဂျင်တီးနာကမ္ဘာချန်ပီယံအာဂျင်တီးနာဟာချန်ပီယံစုကာကွယ်ဖို့အတွက်ဖိအားသိမ်းမရှိပါဘူး။ယူနီမက်စီက38နှစ်ရွယ်မှာနိုင်ငံတင်းကနေနိုင်ယူဖို့ရှိနေပြီးတော့နောက်ထပ်ပိုဆွဲနိုင်ငံရင်ပုံမြင်ဆန်တဲ့ဇက်သိမ်းဖြစ်ပါလိမ့်မယ်။ဒါပြင်ခြေစစ်ပွဲ18ပွဲမှာဆန်တဲ့ပွဲနိုင်ပြီးတော့လွယ်တကူအောင်မြင်နိုင်ခဲ့ပါလိမ့်။နံပါတ်3အင်္ဂလန် နီးပြတော်မတ်တူချဲဦးဆောင်မှုအောက်မှာအင်္ဂလန်ကနေ60ကြာဖလားကင်းကွာမှုကိုအဆုံးသတ်ဖို့မျှော်လင့်နေပါတယ်။အရင်နီးပြဂါရက်ဆောက်ကိလက်ထက်မှာယူရိုဖိုင်နယ်နှစ်ကြိမ်နဲ့ကမ္ဘာ့ဖလားဆီမီဖိုင်နယ်ထိတက်ရောက်ခဲ့မှုပါတယ်။အဲဒါကြောင့်တူချဲကစူးစီးမှုရှိတဲ့အသင်းတွေဖြစ်ဖို့အတွက်ဟယ်ရီကိန်းတို့လိုစူပါစတာတွေရှိတဲ့ကြားကမှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။နံပါတ်1ပြင်သစ်ရောင်းနေစနေကဘာဖလားမှာဘောလူဝဲရှုံးနေခဲ့ပြီးတဲ့နောက်ပိုင်းပြင်သစ်ကယူရိုဖလားဆီမီဖိုင်နယ်ကနေထွက်ခဲ့ရပါတယ်။နီးပြတီတီယာဒက်ချန့်စ်ကကဘာဖလားပြီးမှာယာရုကနေနှုတ်ထွက်မှာဖြစ်ပြီ ဇီတင်းဇီတန်းကိုဆက်ခံသူဖြစ်သတ်မှတ်ထားပါလိမ့်။ကလီအမ်ဘပ်ပေနဲ့ဥစမာနီတမ်ဘီလီတို့ပါဝင်တဲ့ပါမီရှင်နေပြည့်နှက်နေတဲ့ပြင်သစ်ကစွမ်းဆောင်ယူတဲ့အားနေနေတော့မှအနိုင်ရနိုင်တဲ့အသင်းမျိုးဖြစ်ပါလိမ့်။နံပါတ်၁စပိန်စပိန်ကယူရို2024ကိုပိုဆဲုံတာမကပြင်သစ်ဂျာမနီအီတလီအင်္ဂလန်တို့ကိုအနိုင်ယူပြီးတော့ကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးဆိုတဲ့ညင်ညာချက်ကိုထုတ်ပြန်ခဲ့ပါလိမ့်။ဒီပြလူဝက်စတီယာဖူအန်ဒီရဲ့အတင်းကအသက်16နှစ်ရွယ်လမန်းရမဲနဲ့ရိုဒီလိုကွင်းလက်လူတွေပါဝင်ပါမီရှင်တွေနဲ့ပြည့်နှက်နေပါလေ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။